အလေကျင့်ဆိုတာဘာလဲအလေကျင့်ဆိုတဲ့စကားလုံးကို လူတိုင်းကြားဘူးကြလို့ပြောဘူးကြပါတယ်။ဒါပေမဲ့တကယ်တော့အလေကျင့်ဆိုတာကျွန်တော်ရဲ့နေ့စဉ်ဘဝကိုဘယ်လိုပုံဖော်နေလဲ။ဘာကြောင့်အရေးပါတာလဲဆိုတာကိုနည်း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 နားလည်ဖို့လိုပါတယ်။အလေကျင့်ဆိုတာတကယ်တော့ကျွန်တော်ရဲ့အုံနောက်ကအလိုလျောက်ပြုလုပ်နေတဲ့အပြုမူတစ်ခုဖြစ်ပါတယ်။ဒါစဉ်းစားစရာမလိုပဲအချိန်ကြာလာတဲ့အမျှအလိုလျောက်လှုပ်ဆောင်မိသွားတဲ့အရာတွေပါ။ ဥပမာမနဲ့စောစောအိယာကနိုးတာနဲ့မျက်နာသိတာသွားတိုက်တာကော်ဖီဖြော်တောက်တာဒါတွေအားလုံးကအလေးအကျင့်တွေပါပဲဒီလိုအသေးဖွဲကိစ္စလေးတွေဟာတနေ့တာလုံးမှာကျွန်တော်ရဲ့အစွမ်းရည်နဲ့အချိန်ကိုတက်တာစီပါတယ်။ဘာကြောင့်လဲဆိုတော့အုံနောက်ကဒီအရာတွေကိုအ мян ဆုံးနဲ့အလွယ်ဆုံးနီလန်တိုင်းလှုပ်ဆောင်ဖို့ပုံတည်နည်းတစ်ခုကိုဖန်တီးထားလို့ပါပဲ။အလေးအကျင့်တစ်ခုဘလို့ဖြစ်ပေါ်လာသလဲဆိုရင် အတိတ်ကအဖြစ်အပိုင်း၃ပိုင်းနဲ့ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။ ပထမအပိုင်းကအချက်ပြမှုပါဒါအလေးချင်းတစ်ခုစတင်ဖို့တွန်းအားပေးတဲ့အရာတစ်ခုဖြစ်ပါတယ်ဥပမာရေစာတဲ့ခန်းစားချက်ရေခဲတစ်တာစီကိုရှောက်သွားဖို့အချက်ပြမှုဖြစ်ပါတယ်ဒုတိယအပိုင်းကတော့ပုံမှန်လှုပ်ဆောင်မှုပါဒါကတော့အချက်ပြမှုတစ်ခုကိုတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်တို့လှုပ်ဆောင်တဲ့အပြုမှုပါရေခဲတစ်တာနာရောက်သွားပြီရေဘူးကိုယူပြီးရေတောက်လိုက်တာပုံမှန်လှုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်တတိယအပိုင်းကတော့ဆုလက်ပါ ဒါပုံမှန်လှုပ်ဆောင်မှုတစ်ခုကိုပြုလုပ်လိုက်တဲ့အခါကျွန်တော်တို့ရရှိတဲ့ကောင်းတဲ့ခံစားချက်ဒါမှမဟုတ်အကျိုးကျေးဇူးပါရေတောက်လိုက်တဲ့အခါရေစာပြေသွားပြီးစိတ်ကျေနပ်မှုကိုရရှိတာဆုလက်တစ်ခု ဖြစ်ပါတယ်ဒီလိုအချက်ပြမှုပုံမှန်လှုပ်ဆောင်မှုဆုလက်ဆိုရာရီရဲ့စက်ဝိုင်းတစ်ခုဟာကြိမ်ကြိမ်အခါခါဖြစ်ပေါ်လာတဲ့အခါမှာအုံနောက်ကဒါကိုအလိုအလျောက်လှုပ်ဆောင်ရမယ့်အရာတစ်ခု ဖြစ်သတ်မှတ်လိုက်ပါတော့တယ်ဒါအလေးချင်းဖြစ်ပေါ်လာပုံအခြေခံသဘောတရားပါပဲ။ ကျွန်တော်ရဲ့ဘဝမှာလေ့ကျင့်ကောင်းတွေဟာအောင်မြင်မှုတွေကိုဖန်တီးပေးလို့အလေ့ကျင့်ဆိုးတွေကလည်းမလိုလားအပ်တဲ့ရလက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဥပမာစာအုပ်ဖတ်တဲ့အလေ့ကျင့်ဟာဖူးတုဒ်ကြွယ်ဝစေပြီးအလုံမှာပုံမှုတိုးသက်စေပါတယ်။ဒါပေမဲ့ဆေးလိပ်တောက်တဲ့အလေ့ကျင့်ဟာကျန်းမာရေးကိုထိခိုက်စေပြီးဘဝကိုနစ်နာစေနိုင်ပါတယ်။ဒါကြောင့်မို့အလေ့ကျင့်တွေဟာကျွန်တော်ရဲ့အနာဂတ်ဘဝကိုဒါရိုက်ပုံဖော်ပေးနေတာဖြစ်ပါတယ်။ ဒါဆိုရင်အလစ်ကျင့်ကောင်းတွေကိုဘယ်လိုဖန်တီးနိုင်မလဲအလစ်ကျင့်ဆိုတစ်ခုကိုဘယ်လိုဖျောက်ဖျက်နိုင်မလဲအလစ်ကျင့်တစ်ခုကိုဖန်တီးဖို့ဆိုရင်အဓိကအဖြစ်သေးငယ်တဲ့အဆင့်တွေနဲ့စတင်ဖို့လိုပါတယ်တနည်းကိုစာမျက်နှာတမျက်နှာပဲဖတ်မယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုတနည်းတစ်ပုတ်ကြည့်မယ်တနည်းကို10မိနစ်ပဲလစ်ကျင့်ခန်းလုပ်မယ်ဆိုပြီးသေးငယ်တဲ့အရာကနေစတင်ပါ ဒါအစပိုင်းမှာတိတ်ကြီးကြီးမားမားအကျိုးမရှိသေးဘူးလို့ခြံရပေမယ်။ဒီလိုအသေးဖွဲလေးတွေကနေပဲရေရှည်မှာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေပါတယ်။ကျွန်တော်တို့အားလုံးဟာပန်းနိုင်တစ်ခုကိုသွားဖို့အတွက်အလေးချင်းတွေပေါ်မှာပဲမှုတည်နေပါတယ်။ဒါကြောင့်မို့ကိုပါဟိုတိုးတက်အောင်လှုပ်ချင်လဲဘယ်လိုဘဝမျိုးပိုင်းဆိုင်ချင်လဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်။ပြီးတဲ့အခါမှာအဲ့ဒီပန်းနိုင်စီကိုရောက်ဖို့အတွက်အကောင်းဆုံးအလေးချင်းတွေကိုတင်းညယ်တဲ့အဆင့်ကနေစတင်ပြီး ပုံမှန်လှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ဒါအောင်မြင်မှုရဲ့အဓိကတော့ချက်လည်းဖြစ်ပါတယ်။အလေ့ကျင့်တွေဟာကျွန်တော်တို့ဘဝရဲ့လျှို့ဝှက်ချက်တွေပါပဲ။ဒါကြောင့်ကောင်းတဲ့အလေ့ကျင့်တွေနဲ့လာပါတဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီနေ့အကြောင်းအရာလေးကနေအလေ့ကျင့်ရဲ့အတန်ဖိုးကိုသိရှိနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။